အားလုံးပဲမင်္ဂလာများဖိုးဖိုး ASC channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မင်းညပြီးဆုံးသွားတဲ့လက်စတာအသင်းနဲ့လီဗာပူးအသင်းတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုလောက်သွားပေးခြင်းပါတယ်ညကျွန်တော်မင်းညကံခဲ့တဲ့လီဗာပူးအသင်းနဲ့လက်စတာစီးတီးတို့ရဲ့အသင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်ဟိုထင်ထားတဲ့အတိုင်းတော့မဖြစ်ခဲ့လို့ဆိုပေမဲ့သုံးမှတ်ပြီတော့ရယူနိုင်ခဲ့တယ်ကျွန်တော်ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်လီဗာပူးအသင်းကကံသွင်းမှုပေါင်း28ချိန်နဲ့ဂိုးပေါက်10ချိန်ထိကိုတည့်ခဲ့ပြီးတော့ ီဘာဘူးတင်းရဆိုလို့ရှင်အစပွဲထွက်လာတဲ့ရတာလိုင်းအမှာအထောင်မှာဆိုလို့ရှင်ကျွန်တော်တို့လူဝစ်ဒီယိုအရင်တော့တုံးတယ်လို့ပုံစံမျိုးပဲနော်လူဝစ်ဒီယိုဖလိုင်းရနေရာမှာတုံးလိုက်တော့ကျွန်တော်ဘဲတောင်မှာမာရိုကိုရီကပုန်နဲ့ထဲ့တုံးလိုက်တော့ညာတောင်မှာမာရိုမူဆာလာပါတော့ကွင်းလယ်နှစ်ယောက်နဲ့ဒီနောက်တန်းညာဆုံးလူနေရာမှာတော့ကျွန်တော်တို့ကော်နာဘတ်လီကိုထဲ့တုံးလာဒီလိုကြည်ချင်းအဖြစ်နဲ့ကျွန်တော်တို့ဒါဆိုပိုဆိုင်လို့ထည့်လာတဲ့အနေထားမှာကြီးမယ်ဆိုလို့ချင်းကျွန်တော်လက်စတာစီးတီးအသင်းကိုလီဗာပူးအနေနဲ့ဒါ ကိုရရင်ရတော့တွင်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါတိုက်စစ်အချိန်မြင့်ပြီးတော့ဆော့လာတော့လေကျွန်တော်တို့တွေ့ရတယ်။နောက်ပြီးတော့ညအပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့လီဗာပူးသင်းနေနေတာမထင်ထားတဲ့ movement တချို့လည်းရခဲ့တယ်ပေါ့နော်။ဟိုလက်စတာစီးတီးသင်းကတန်းစင်းဝါးကြီးဖြစ်တဲ့အတွက်နောက်ပြီးတော့သူ့အနေနဲ့ဘာမှမျောလင်းချက်လည်းမရှိတော့တဲ့အခြေအနေမှာသူ့ရဲ့အိမ်ကွင်းကင်းပအောင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီပါဦးတင်းဆိုလို့ချင်း no pro လုံးဝအပြောက်ဆော့ပါဘောနော် ဒီဘက်ကတင်းရလောကကန်ကွင်းမြောက်တချို့ချမ်းနေရခဲ့တဲ့အတိုင်းပဲကိုသမားပုတ်ထုတ်တာရဲ့နောက်ပြီးတော့ဒီဘေးကထွက်သွားတာတိုင်ထိတာနဲ့ကိုကန်ခင်းနေခဲ့ပြီးတော့ဒါပထမပိုင်းပြီးဆုံးသွားတယ်နော်ပထမပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ5ပေါက်6ချိန်တိတ်တော့ကန်သွင်းမှုပေါင်း15ချိန်ဒီရခဲ့ပြီးတော့ဒုတိယပိုင်းမှာဆိုကန်သွင်းမှုပေါင်းကျွန်တော်တို့၄ချိန်5ပေါက်၄ချိန်တိတ်တော့ကန်သွင်းမှုပေါင်း73ချိန်ရခဲ့ပြီးတော့ကျွန်တော်တို့ဒါဒီ ပွဲမှာဆိုလို့ရှိရင်လူစားလဲလဲပြောင်းလဲမှုတွေကအဖြေပေါ်ခဲ့တော့เนาะလိမ့်ဖဲလိမ့်ဖဲနဲ့ပဲကျွန်တော်တို့လီဗာပူးတင်းရတာနိုင်တော့မှတော့ရယူနိုင်ခဲ့ပေါ့အရဇနာအာနုရဲ့တလုံးသေးတော့တင်းကိုနေတာကျွန်တော်တို့နောက်တစ်ပွဲဆိုလို့ရှိရင်ပညာလီအချိန်20မြောက်ပညာလီဖလာယိုကင်မြောက်နိုင်တော့ပါတယ်ဖြစ်ပါတယ်နောက်တစ်ပွဲဆိုလို့ရှိရင်ကျွန်တော်တော်တင်ဟော့စပါနဲ့အိမ်ကွင်းမှာပေါ့เนาะအိမ်ကွင်းမှာဒီဒုတိယရာသီအစမှာလေကျွန်တော်တို့မန်ချက်စတာယူနိုက်တက်နဲ့အိမ်ကွင်းအန်ဖီးမှာတူးတူးတည်ကြပြီးတဲ့နောက်ပိုင်းအောင်ကျွန်တော်လီဗာပူးတင်းရတာ နေလိုက်ညင်းလိုက်နဲ့ပုံမှန်ခြေစွမ်းမရှိဘောเนาะကြာသွားတဲ့ခါရှိလို့တက်လာတဲ့ခါရှိရဘလို့ပဲဖြစ်တာလိမ့်ပဲလိမ့်ပဲနဲ့အမှတ်တရတော့စူဆောင်းနိုင်ခဲ့တယ်ပေါ့ဒါကြောင့်မို့လို့လေခုဆိုလို့ရှိရင်ကျွန်တော်တို့အချိန်20မြောက်ဖလားယူကျွန်တော်တို့လက်ဝဲပိုင်ဆိုင်ရတော့မှလည်းဖြစ်ပါတယ်တော်တင်ဟော့စပါ့အနိုင်ခံပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအချိန်20မြောက်အချိန်20မြောက်ချန်ပီယံဖြစ်ပြီးတော့ကျွန်တော်တို့ဒါနောက်လာမယ့်ချက်စီတို့အာဆင်နယ်တို့နောက် အာ Brighton တို့ Crystal Palace တို့ဒီသင်းနေရဆိုလို့ရှိရင် Liverpool သင်းတာလက်ခုပ်ဒီကြိုဆိုရောကြိုဆိုရတော့မှလည်းဖြစ်ပါတယ်ကျွန်တော်ဒါကြောင့်မို့လို့ဒီနေ့ပွဲမှာတော့ဟိုခြေစွမ်းပိုင်းရတော့မဆိုးဘောเนาะဒါပေမဲ့ဟိုကိုရနိုင်တဲ့ချမ်းတွေကတော့တော်တော်လေးကိုနေခဲ့တော့နောက်ပြီးတော့ Leicester City ကလည်းနောက်တန်းမှာဆိုလို့လုံးဝပိတ်ဆော့တာဘောเนาะပိတ်ပြီးတော့ကောင်တာထမ်းနေဆော့ရော ဒီပွဲမှာဆိုလို့ရှိရင်လက်စတာစီးတီးအနေနဲ့အသင်းအနေနဲ့လီဗာပူးကိုသူ့အနေနဲ့ဒါနိုဘလော့ဆော့တာဆိုလို့ရှိရင်လုံးဖြစ်ခဲ့လို့ပြောလို့ရတယ်ဒီသွင်းသွားတဲ့ဂိုးတကိုးဆိုလို့ရှိရင်လည်း86မိနစ်မှာရဇာနာအန်နူကဒါတောက်ကံဘောကနေတော့ပြန်ရှံထွက်လာတဲ့ဘောလို့လူတွေရှုပ်ရှက်ခတ်နေတဲ့ကြားထဲကနေတော့ပိတ်သွင်းသွားပါတော့အဲ့ဒီလုံးဆိုလို့ရှိရင်လည်းကစ်ပါဝါတအားပြင်းတယ်နောက်ပြီးတော့ဂိုးသမားလည်းဘာမှမလုပ်တဲ့တော့လူတွေကရှုပ်ရှက်ခတ်ပြီးတော့မှလဲကြတဲ့လူကလဲကြပါတော့အဲ့လိုအနေထားမျိုးမှာဒါပြန်ရှံတက်လာတဲ့ဘောလုံးကိုကျွန်တော်တို့အရဇနာသူ့ရဲ့ ကန်နေကြပုံစံတိုင်းပဲပေါ့နော်တချိန်တိုးထိုးကန်လိုက်တာဘောလုံးကလုံးဝဒါညာဘက်ချမ်းတောက်တယ်ဝင်ပြီးတော့ကိုကိုလမဘလုံးမမတက်နိုင်တော့ပဲနေအဲ့ဒီတလုံးနဲ့နဲ့ပဲလီဗာပူးတင်းကသုံးမှတ်အပြည့်ရယူနိုင်ခဲ့တယ်ပေါ့ဒါကြောင့်မို့လို့လေကျွန်တော်နောက်တစ်ပွဲနိုင်ရုံနဲ့လီဗာပူးတင်းကချန်ပီယံဖြစ်ပြီဆိုတဲ့အကြောင်းလည်းကျွန်တော်ကျွန်တော်တို့ဒါလီဗာပူးတင်းပထမတစ်ကြိမ်ချန်ပီယံဖြစ်တော့ဆိုကိုဗစ်ကလာရတဲ့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်ပြေဝဝပြိတ္တတီနဲ့ပျော်ရွှင်ခွင့် မရလိုက်ဘူးနော်ကိုဗစ်ကလိုက်ဖြစ်တယ်တော့ပြိသက်တရားကအိန္ဒိယအိမ်ပြန်အောင်ထွက်လို့မရပဲねအဲ့ဒီຢာဒီမှာဆိုလို့ချင်းလဲကျွန်တော်တို့ဘောလုံးပွဲကိုပြိသက်မရှိပဲねတီဗီဘောကနေတော့ပဲပြိသက်တရားအားပေးခဲ့တော့ကွင်းထဲမှာတော့မအားပေးလို့မရဘူးနော်ဒီဒီချိန်မှာဆိုလို့ချင်းကျွန်တော်တို့လုံးဝပြိသက်တွေရှိမှအားရပါရအောင်ပွဲခံရမှာလည်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ဒီຢာဒီမှာမနစ်ကနီးပြားကြီးချင်ကလော့ချန်ခဲ့တဲ့လူစင်းတိုင်းပဲရှိနေတဲ့ရှိတဲ့ဟာလေး ਨੇ ဒါဖြစ်တယ်လို့လို့ရင်းနဲ့ဒီလိုအခြေအနေကြီးရောက်လာပြီးတော့ကျွန်တော်တို့လီဗာပူးသင်းဒီရလက်ရတာကိုကျွန်တော်တို့အနေနဲ့ဒါလုံးဝအတိုင်းထက်အလွန်ပျော်ရွှင်ရမှာလည်းဖြစ်တယ်ဒီလူစင်းအနေထားနဲ့ကျွန်တော်တို့ဒီချန်ပီယံဖြစ်တယ်ဆိုတာပေါ့နော်ခြားသင်းနေလို့ကျွန်တော်တို့လူဖြည့်သင်းမှုလည်းဘာမှမရှိခဲ့ပဲနဲ့ဒီရှိတဲ့အစုဖွဲ့လေးနဲ့ပဲကျွန်တော်တို့ဒီလိုအနေထားကိုရောက်လာပြီးတော့ကျွန်တော်တို့လီဗာပူးပြိတ်သက်တယောက်အနေနဲ့တော့ရန်ကုန်อยู่ပါတယ်ကျွန်တော်တို့အခု လီဗာပူးအသင်းရဲ့ဒါပထမဦးဆုံးကြီးကင်တွေ့တဲ့ရာဒီမှာပဲပထမဦးဆုံးဖလောက်ရမယ်နီးပြကြီးအာနီဆိုတော့တော့လေကျွန်တော်တို့ဂုံပါတယ်ဝမ်းသာပါတယ်ပြီးတော့အလဇနာအာနိုအခုလိုမျိုးကောင်းပြနေလေလေကျွန်တော်တို့စွန့်လို့ရမှာလဲပို့ပြီးတော့နှမျောလေးလေးပဲပေါ့နော်ဒါပေမဲ့လည်းဒါကျွန်တော်တို့အချိန်တန်လို့ရှိရင်လမ်းခွဲရတော့မယ်ဆိုတော့စိတ်ကြီးကိုမေ့ဖြောက်ပြီးတော့ပဲဒီလိုပဲကျွန်တော်ဖြည့်သိမ့်ပြီးတော့နေနေခဲ့ရတာပေါ့ ပိတ်သက်တော်တော်များများပဲအလဇနာအာနိုမချစ်တဲ့သူမရှိပါဘူးအလဇနာအာနိုကလည်းကျွန်တော်တို့ဒီပါဘူးတင်းငွေမွေးချံပေါ့ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမင်းညာဆိုလို့ရှိရင်လည်းသူဂိုးသွင်းပြီးတော့ပေါက်ပွဲဆိုတာသူအောင်ပွဲခံတာအိမ်ကြီးပိုင်းချုပ်ပြီးတော့လုံးဝဒါငါဂျိုးကြနေတာတယောက်ပေါ့နော်ဒီပါဘူးတင်းဒီဘဘူးတင်းသားတယောက်ဆိုတာမန်နဲ့ထန်နဲ့ပြည့်နေကျွန်တော်အောင်ပွဲခံတာကျွန်တော်မြင်နေရတယ်ကျွန်တော်ဟိုပျော်လဲပျော်တယ်ဝမ်းလဲနေတယ်ပေါ့နော်အလဇာ လက္ခဏာအန်တို့ကဒီနေရာဒီမှာပြောင်းတော့မယ်ဆိုတာစိတ်ထဲမှာတည်နေတဲ့အတွက်ဘာပဲဖြစ်သူရဲ့လက်ကျန်ပွဲလေးတွေမှာတော့ကျွန်တော်လီဗာပူးအသင်းနဲ့အတူအခုလိုပြန်ပြီးတော့ပူပေါင်းလာနိုင်နေတဲ့အတွက်ကျွန်တော်တို့ရန်ဝမ်းသာပါတယ်သူအနေနဲ့ဒါသူပြောင်းသွားခဲ့မယ်ဆိုရင်တော့သူရဲ့နေရာမှာကျွန်တော်ကိုနာပတ်လီကလည်းအခုဆိုလို့ရှိရင်ကျွန်တော်အတိုင်းတာတစ်ခုလောက်ထိသူအနေနဲ့အဆင်ပြေလीပေါ့နော်ကျွန်တော်ဒဏ်ရာမရဘူးဆိုလို့ရှိရင်ကိုနာပတ်လီအနေနဲ့အဲ့နေရာမှာတောင်းဝင်ကြည်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ် ဘာလို့ဆိုတော့ तू ကဟိုဒဏ်ရာရရနေတော့ကျွန်တော်အဲ့ဒီတခုတော့စိုးရင်ရတယ်ဗောနော်အဲ့ဒီနေရာမှာလေကိုနာပတ်လင်းနာွားလို့ရှိရင်အလဇန်အနိုကလည်းမရှိတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကွမ်ဆတ်နဲ့တိတ်ပြီးတော့အဆင်မပြေဘူးကွမ်ဆတ်လည်းကျွန်တော်တို့ဒါနယူကတ်ဆယ်အတင်းကဟိုဒီယာဒီမှာပြောမယ်ဆိုလို့ရှိရင်နယူကတ်ဆယ်အတင်းကလည်းပြတ်မှတ်ထားနေတဲ့အတွက်တိတ်တော့မတိကြဘူးကျွန်တော်ဒါဒီရထားလိုက်ပါဦးကျွန်တော်တို့ဟိုမင်းညာကံခဲ့တဲ့ပွဲစဉ်မှာကျွန်တော်တို့လီဗာပူးအတင်းနေလက်စတာစီးတီးအတင်းဘယ်လိုပဲဖြစ်ဖြစ်ဒါ Z1 ဆိုတဲ့ရာလနဲ့အနိုင်ရခဲ့တဲ့အတွက်ကြောင့်ဟိုသုံးမှတ်အပြည့်ရယူနိုင်ခဲ့တယ်နောက်ပွဲအိမ်အိမ်ခွင်းမှာကျွန်တော်စပောက်ကန်ပြီးတော့နိုင်ပြီဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကအချိန်20မြောက်ချန်ပီယံဖြစ်ပြီမနော်ပရီးမီယာလိအချိန်20မြောက်ဖလိုက်ယူကျွန်တော်ကင်မြောက်ခွင့်ရတော့မှလည်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ